တင်းပေးသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာခုရကပရမအုပ်ဆုံးနေနဲ့တင်ဆက်ပေးချင်တာကတော့စကိုင်းမျိုးပေါ်ရှိအမှတ်33ချင်းမြတ်တမထဏာချုပ်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခတ်မှုတွင် အကြံဖက်စက်တပ်က6ဦးတည်ဆုံးပြီးထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရော့တိုက်တုံးနဲ့ပြက်ခတ်တိုက်ခိုက်မှုတွင်အကြံဖက်စက်တပ်က6ဦးတည်ဆုံးပြီးထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့ Brave Warrior for Myanmar ဖွဲ့တာဝန်ရှိသူတအူးကပြောဆိုပါတယ်။ယမန်နေ့မေလ31ရက်နေ့က BWN နဲ့မာမိတ်ဖွဲ့တွေဖြစ်ကြတဲ့ Shadow စကိုင်း, No Mo Dictator ရှေ့ NMD နဲ့စကိုင်းမျိုးပြပျောက်ကြ Infinity ဖွဲ့တို့ကနေ အကြံပတ်စစ်ရှုံးကောင်းစီရဲ့အမှတ်33ချင်းမြန်တမဌာနချုပ်စကန်ကို BWM Mission 40ဖြင့်ရှော့တိုက်တုံ3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအရိပြကတ်တကဲမှုတွင်စစ်တပ်ကစစ်သား6ဦးတေဆုံးပြီးတပ်တွင်းချုပ်သား2ဦးလည်းတေဆုံးခဲ့ကြောင်းသိရှိရပါသည်။ဒါပြင်တမ33တွင်ထိခိုက်ပျက်စီးမှုများအနေနဲ့အကြံပတ်စစ်တပ်ရဲ့ဗိုလ်ကင်းမီးလောင်ပျက်စီးသွားပြီးတပ်တုံးမော်တော်ရဲ့နှစီးလည်းပျက်စီးသွားခဲ့ကြောင်းနိုင်ငံတကန်းကလည်းရှော့တိုက်တုံထိမှန်ကပျက်စီးခဲ့ပြီးမော်တော်ယာဉ်မှုနဲ့စစ်တီတုံးကိုပြင်းထန်ထိရရရှိခဲ့ကြောင်း ဒါပြင်လိုင်ကန်ထိခိုက်ပျက်စီးမှုကြောင့်ရဲမေ၃ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အစိုးရအမှတ်33ချင်းမြန်တမဌာနချုပ်တမ33ဟာຫນွေဦးတော်လန့်ရီကာလာတခြားပြည်သူပေါ်ညှင်းဆဲတပြတ်ရမှာအရဆက်ဆုံးတက်ဖြစ်နာမည်ကြီးတဲ့စကောင်းစီရဲ့လက်ယုံတက်ဖြစ်တယ်လို့လက်ရှိမှာလည်းတမ33ရဲ့ဒုတိယတမမှုကဦးစီးပြီးတော့စကိုင်းမျိုးနဲ့အတွင်ခြေဝါတွေကပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းကစကြောင်းထိုးလျက်ရှိတယ်လို့သက်ဆိုင်ရာတော်လိုင်းတပွဲတွေကထုတ်ပြန်ထားပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့ ထိုင်းပြန်စစ်သားတွေကတင်ငန်းကြီးနောင်ဘျူဝါဂုံးကိုစစ်ကြောင်းထိုးရန်ထွက်လာတာကြောင့် GN လေးပူပေါင်းတပ်များကကြားပြတ်တိုက်ခိုက်ကမြ ாரி မျိုးရဲ့ခါလိုက်ရနှစ်ခွန်၅ခုပါဒေါ်လန်ရေးတပ်များကလက်နက်ကြီးတွေနဲ့ဖိကတ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်မကြသေးမီကထိုင်းနိုင်ငံကိုထွက်ပြေးခဲ့တဲ့အကြံပတ်စိတ်ရှုံတပွဲဝင်များနဲ့ပြန်လည်ဆူပွက်ထားတဲ့စစ်တပ်စစ်ကြောင်းဟာတင်ငန်းကြီးနောင်ဘျူဝါဂုံးတို့စစ်ကြောင်းထွက်လာတာကြောင့် GN မျိုးသားလုံမျိုးကြီးတက်မတော့ GNL တက်များကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့စီးရေးသတင်းရင်းမြစ်ကပြောပါတယ်။ ယမန်နေ့ညနေ6:00နာရီအချိန်မှာမြောက်ရီမြို့ခါလိုက်ရ2ခွန်5မှထိုင်းပြန်စစ်သားတွေနဲ့ပြန်လည်ဆုပ်ပွဲထားတဲ့စစ်ကြောင်းဟာတင်ငန်းကြီးအောင်စစ်ပြုအကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက်စစ်ကြောင်းထွက်လာခဲ့ကြောင်းအဲ့ဒီစစ်တပ်စစ်ကြောင်းကိုမြောက်ရီမြို့နယ်ရွှေမြားစက်နီကွက်တစ်အနောက်ဘက်ဒုံတရားနေရာမှာ GNL ပူပေါင်းတပ်တွေကဂျားပြတ်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ထိုင်းဘက်ကိုထွက်ပြေးပြီးပြန်ပိုးခိုင်ရတဲ့စစ်သားတွေကမြောက်ရီခါလိုက်ရ2ခွန်5တထဲကနေစစ်ကြောင်းတွေဆုပ်ပွဲပြီးတင်ငန်းကြီးအောင်ပြူအကုန်းကိုပြန်သိမ်းဖို့ထွက်လာပါတယ်။အဲ့ဒါကိုလမ်းကနေဖြတ်တိုက်တာပါ။ ိုက်ပွဲကပြင်းထန်တယ်။တညာလုံးတဝုံဝုံတတိုင်းတိုင်းနဲ့ချနေကြတာလို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင် KNL ဦးဆောင်တဲ့မဟာမိတ်တပ်တွေကမြားရီမြို့ခါလရနခုံကတရင်ထဲမှာရှိနေတဲ့ဂျမ်ဘတ်စက်တက်ကိုလည်းလက်နက်ကြီးများနဲ့ဖိကတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။မနေ့ကည10:00နာရီခွဲလောက်မှာအဂျမ်ဘတ်စက်တက်ရဲ့ခါလရနခုံကတက်တဲ့ကိုပါဒီဘက်ကတော်လိုင်းတက်တွေကသွားပြီးတော့ပြစ်ပါတယ်။အဲ့ဒီခါလရနခုံကတည်းကပြန်စူးပွဲပြီးသူတို့ကစကြောင်းထိုးလာတာလို့ကင်းနလေသတင်းရင်းမြစ်ကဆက်လက်ပြောပါတယ်။ အရေးများရီမျိုးစောင်းတက်ခါလရ905ဆိုတာပြီးခဲ့တဲ့2024ခုနှစ်ဧပြီလအတွင်းကကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြန်လည်ဆောက်ရတဲ့အချိန်မှာစစ်တပ်ကပြန်လည်ဝင်ရောက်နေရာယူခဲ့တဲ့တိုက်ရင်တစ်ခုဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒေါငူလိတ်တို့လမ်းမိုင်းမှာရေခါနဲ့စခုပိုးတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လင်တပ်များကဂျာပြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးနဲ့ကရင်ပြည်နယ်ဆက်ကဒေါငူလိတ်တို့လမ်းမိုင်းမှာ ရေခါနဲ့စကုပိုးပိုးတို့ကစကြောင်းထိုးလာတဲ့ဂျမ်ဘတ်စတက်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဝရစိန်တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့ညနေပိုင်းကဒေါငူလိတ်တိုလမ်းမကြီးရဲ့တံမိုးတောင်ကော်ဘတ်ချန်ကပလာချန်လမ်းပိုင်းစီအကြမ်းဖက်စကောင်းစီတပ်တွေကရေခါနဲ့ခရမ်းနေတင်ဆောင်ပြီးစကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်တွေကလမ်းပိုင်းတနေရာကနေဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ရန်သူရဲ့စကြောင်းကဂါငါစီလောင်းနဲ့တက်လာတာပါ။တံမိုးတောင်ကနေလိတ်တိုဘက်တက်တာဖြစ်နိုင်တယ်။လိတ်တိုပြွာကိုလက်နဲ့ခရမ်းရေခါနဲ့ အင်အားတွေလာဖြည့်တာလို့ယူဆရပါတယ်။ကျွန်တော်တို့မိုင်းဆွဲပြီးမှဝင်ရောက်ဖြစ်ခတ်ခဲ့တာပါလို့ဝရစိန်တပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။အရိတခိုင်မှုကိုဝရစိန်ဖွဲ့နဲ့တူတန်တောင်မြောက်ပိုင်းဘီဒုကဝေရီဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်အရိတခိုင်မှုတွင်ဂျမ်ဘတ်စစ်ခွေထိခိုက်ဒေဆုံးမှုကိုတော့တိမပြုတ်နိုင်သေးပါဘူး။အခုဝရစိန်တပ်ဖွဲ့မှဆင်းမြင်တရုံတပ်ဖွဲ့နဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီးယူနေတဲ့ခုရှိပါတယ်။အခုပေးခဲ့တဲ့တိုက်ပွဲမှာတော့ရာသီဥတုအခြေအနေကြောင့်ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိပါဘူးလို့ဝရစိန်တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ် ဒါပြင်နိုင်ဝဲကြဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲတွင်းမှာအချမ်းဘတ်စကောင်းစီဘက်ကလည်းကစင်းကလျားနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အိုင်းနောက်တော်လိုင်းတပ်တွေနဲ့ထိတွေ့မှုအပြီးမှာအချမ်းဘတ်စကောင်းစီကအင်အားတရဝင်ကျင်းပါတဲ့စကောင်းစီတပ်တွေကိုစကားလေးစီနဲ့အတူတံမိုးတောင်ကနေလိမ့်တို့ပြူဟာစီထမ်းမှန်ဖြစ်တင်းခဲ့တယ်လို့လည်းပြောပါတယ်။တောင်ကိုလိမ့်တို့လွိုက်ကောလမ်းမကြီးဘောကလိမ့်တို့မြို့နယ်မှာအချမ်းဘတ်စတက်ရဲ့ပြူဟာမှုထိုင်ချတဲ့လိမ့်တို့ပြူဟာတရှိတာကြောင့်အဲ့ဒီလမ်းမိုင်းကိုအုံပြူရင်စကောင်းစီကစိမ့်အားဖြစ်တင်းတာတွေလှောက်ဆောင်နေတာလည်းဖြစ်ပါတယ်။ ောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နွေဦးတော်လန့်ရဲ့ထွေထွေထိုးစစ်ကြီးအောင်မြင်စေမှဘီလူတိုင်းအာယုံဆိုင်ပါဝင်ရန်နဲ့ကြိုတင်ပြင်ဆင်ရန်တို့ကအန်ယူဂျီဝင်ကြီးဒေါက်တာဇော်ဝေစုတိုက်တွန်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အကြမ်းဖက်ဆေးရနာရှင်တော်လန့်ရဲ့မှာမကြမီဖြစ်ပေါ်လာတော့မဲ့ထွေထွေထိုးစစ်ကြီးအောင်မြင်စေတို့ကဘီလူတိုင်းနဲ့နဲ့အာယုံဆိုင်ပါဝင်ကြပါရန်အန်ယူဂျီမြို့သားညညွေအစိုးရပြည်တော်စုဝင်ကြီးဒေါက်တာဇော်ဝေစုကတိုက်တွန်းလိုက်ပါတယ်။ဘတ်စင်စီစဉ်တင်ဆက်လျက်ရှိတဲ့ဘီသူမှဘီသူတို့အမေဖြစ်မှာ ၎င်းကယခုလိုဖြေဆိုသွားခြင်းလည်းဖြစ်ပါတယ်။အညူကြီးကဝဲဝင်ကြီးဦးရင်မော်68မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုမင်းခိုးနိုင်အပါအဝင်တော်လိုင်းခေါင်းဆောင်တို့ကအထွေထွေထိုးဆက်ကြီးလာမကိုထုတ်ပေါ်ပြောဆိုထားပြီးဖြစ်ကြောင်းအဲ့ဒီထွေထွေထိုးဆက်ဟာတော်လိုင်းရေးအတွက်တောချက်ဖြစ်ပြီးလူတိုင်းလူတိုင်းပါဝင်ရမှာဖြစ်ကြောင်းအထွေထွေထိုးဆက်ကြီးဆင်နွယ်တဲ့ချိန်မှာစကောင်းစစ်ကပြည်သူများကိုပုံမိုတိုက်ခိုက်လာနိုင်ကြောင်းဒေါက်တာဆိုဝေဆိုးကတရီပေးပါတယ်။အခုထွေထွေထိုးဆက်တဲ့လုံတဲ့ချိန်မှာသူတို့အကြမ်းဖက်စစ်တပ်ကမနိုင်တဲ့သူကိုမတိုက်ခိုက်ဘဲနဲ့ လွယ်ကူတဲ့နိုင်တဲ့ပြီးသူတွေကိုယူဝဲချက်ရှိရှိတိုက်ခိုက်မှာဖြစ်ပါတယ်။သူတို့ဘလို့နင်းနေမှာကျွန်တော်တို့ကိုနိုင်မှာမဟုတ်ပါဘူး။နောက်ပြီးခွန်နာကားလို့တိုက်ခိုက်ရေးအဖွဲ့အင်အားစုတွေကိုမတိုက်ခိုက်ဘဲနဲ့ပြီးသူတွေကိုပဲယူဝဲချက်ရှိရှိတိုက်ခိုက်မှာဖြစ်ပါတယ်။ဒါကြောင့် Safe Hospital, Safe School တွေ safe palace for people ပြည်သူလူထုတွေပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပြင်ဆင်နေရခြင်းဖြစ်ပါတယ်။စေယုံစေကန်းတွေလုံခြုံစိတ်ချရအောင်။ကျောင်းတွေတင်ကြားတဲ့နေရာမှာလုံခြုံအောင်။ပြည်သူလူထုတွေနေတဲ့ထိုင်းနဲ့သွားတယ်လာတယ်။ဘေးရန်တွေကင်းအောင်ဆောင်ရွက်ဖို့လိုပါတယ်။ နောက်ပြီးထွတ်ထွေးထိုးစေးရဲ့တစ်ဖက်ကစေရေးရပြင်ဆင်နေတဲ့ချိန်ကျွန်တော်တို့တွေအနေနဲ့လည်းပြည်သူလူထုကိုစားပစ်ပေးတဲ့သူတွေဝန်ဆောင်မှုတွေပေးတဲ့သူတွေအနေနဲ့လည်းလုံခြုံစိတ်ချရတဲ့အထွေထွေထိုးစေးအတွင်းမှာအနေရရှိတဲ့နေရာတွေကိုလုံခြုံစိတ်ချရအောင်လုပ်ဖို့လိုပါတယ်။ဒါကဂျမ်းမကြီးစောင်းရှောက်တဲ့သူတွေပညာသင်ကြားတဲ့သူတွေတွေမကဘဲနဲ့ပြည်သူတွေအနေနဲ့လည်းတတိရှိရှိအတိရှိရှိနေထိုင်ကြဖို့လိုပါတယ်။ပြင်ဆင်ကြဖို့လိုတယ်လို့အတိပေးတတိပေးကျင့်ပါတယ်လို့၎င်းကဆိုပါတယ်။ယခုထိုးထွေထိုးစေးဟာမြေတီချိန်လာမှာကိုမသိရှိရသေးပေမဲ့ အဆုံးသက်အောင်မြင်မှတာလျင်အောင်မြင်တဲ့တော်လန်ရေးဖြစ်မှာဖြစ်ကြောင်းဒါကြောင့်အဲ့ဒီထိုးထွေးထိုးစေအောင်မြင်ရေးကိုအားလုံးကဝိုင်းဝန်းအားထုတ်ကြရန်လိုအပ်ကြောင်းသူကဆက်လက်တိုက်တွန်းထားပါတယ်အခုထိုးထွေးထိုးစေဟာကျွန်တော်တို့အတွက်တော့ရေးကြည့်ပါတယ်ကျွန်တော်တို့တော်လန်ရေးမှာပြီးခဲ့တဲ့လေးနှစ်တာဆောင်ရွက်ခဲ့တဲ့များကိုဒီချိန်မှာအင်းပြေအားပြေပါဝင်မှုအပြည့်နဲ့ကျွန်တော်တို့ဟာဒီအားကိုပြင်ဆင်ပြီးတော့ထိုးစက်မှာထိုးထွေးထိုးစက်ကြီးကိုအောင်မြင်အောင်လုပ်ဖို့လိုတယ်ဒါမှသာလျှင်ကျွန်တော်တို့တော်လန်ရေးကအောင်မြင်တဲ့တော်လန်ရေးဖြစ်သွားမှာဖြစ်တယ် ဒေါ်လာရေးကိုအောင်မြင်စွာဆုံးသက်နိုင်အောင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါကရေးကြီးတဲ့ချိန်ဒီချိန်မှာအလုံးရဲ့ပါဝင်မှုတွေအလုံးရဲ့ပြင်ဆင်မှုတွေရေးကြီးပါတယ်။ဒါကြောင့်မလို့ပြည်သူလူထုကိုရောဒေါ်လာရေးအင်အားစုတွေကိုရောအခုလိုမျိုးဝန်ဆောင်မှုပေးတဲ့သူတွေကိုရောဒီချိန်မှာတော့ဇွမ်းကုန်အားထုတ်ပြီးတော့ဝိုင်းဝန်းချဖို့ပါဝင်ချဖို့ပြောချင်ပါတယ်။ဘယ်ချိန်ဘယ်ခါဖြစ်လာမယ်ဆိုတာမသိပေမဲ့ဒါဒီနေ့ဒီချိန်မှာလူတိုင်းလူတိုင်းပါဝင်ရမယ် အာယုံဆိုင်ရမဲ့လုံရမဲ့အလို့ဖြစ်ပါတယ်လို့ပြောချင်ပါတယ်လို့ဒေါက်တာစောဝေစိုးကဆိုပါတယ်။အညိုကြီးဝင်ကြီးဒေါက်တာစောဝေစိုးဟာအမျိုးသားညီညွတ်ရေးအစိုးရယာယီတမရဒူဝါလက်ရှိလာရဲ့ညွန်ကြားချက်နဲ့ညီ2025ခုနှစ်နှစ်စမ်းပိုင်းမှာဘီပါမမြန်မာနိုင်ငံတို့ဘီပြန့်လေရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဆရာလှစိုးဝေရဲ့စီရေးသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။မလေးရှားမှာအဖွဲ့အစည်းကိုကွာလာလမ်းပူတို့ဖိတ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတို့ကဒီတန်းခိုင်မြဲတဲ့ငင်းချမ်းရေးရရှိရန်ဦးဆောင်ဦးရွယ်ပြုလာတဲ့သဘောနဲ့ မလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟင်မအဖွဲ့အသီးသီးကိုကွာလာလမ်ပူတို့လာရောက်ဆွေးနွေးရန်ပြီးခဲ့တဲ့လကပင်ဖိတ်ခေါ်လိုက်ပြီးဖြစ်တယ်လို့ထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်။ဆဲအိုဆိုမှတာဝန်ရှိသူတွေစစ်ဘက်ထောက်လန်းရေးရာရှိတွေလည်းလွတ်ဖို့တိုက်တွန်းထားတယ်လို့၎င်းရဲ့ရှန်ဂရီလာဒိုင်ယာလော့မင်ကိုမှထဲသွင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။မြေဒီအဖွဲ့တွေကိုဖိတ်ခေါ်ထားတယ်ဆိုတာကိုတော့မလေးရှားဆိုရသတင်းဌာနများမှဖော်ပြထားခြင်းမရှိသေးတာကိုတွေ့ရပါတယ်။မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမင်းမြန်သည့်များကိုဖြေကြားရမှာ မြမမာရေးကြီးဆုံးဦးစားပေးလုံရမှာကငင်းချမ်းရေးလုံခြုံမှုရှိရေးနဲ့လူသားချင်းစာနာထောက်ထားနိုင်တဲ့အကူအညီများပေးနိုင်ရေးတို့ဖြစ်တယ်လို့ဆိုပါတယ်။တကယ်လို့ရွေးကောက်ပွဲဟာတရားမျှတမှုရှိပြီးမိသူကိုမှဖဲထုတ်ထားခြင်းမရှိဘဲအားလုံးပါဝင်ခွင့်ရမယ်ဆိုပါကအပြင်းနာစာရှိမယ်ဆိုရင်ပင်လက်ခံနိုင်စရာရှိတယ်လို့လည်းပြောသွားခဲ့ပါတယ်။ဤဒီကားပင်၎င်းပြောတဲ့အချက်များမရှိပါကအကြံပတ်စစ်ရှုံးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့မူဝါဒပိုင်းဘာမှထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဆိုတာကိုအတည်ပြလိုက်ခြင်းပင်ဖြစ်ပါတယ်။ဒါပြင်အာဆီယံထိပ်သီးစည်းဝေးပြီးမှာအာဆီယံနဲ့ထူးထူးပြင်အန်နဝါအီဘရာဟင်ပေါ်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။အာဆီယံရဲ့မလုံးမရှက်တဲ့ကိုလိုရဆော်တိုးနေမှုတွေကြောင့်မြန်မာအရေးမှာဘေးရောက်သွားခဲ့ပြီးတခြားနိုင်ငံများကတတက်ကြွကြွနဲ့ဆဲဟုစုအကျိုးရှိရာရှိကြောင်းဝန်အောင်ဆက်ပတ်နေကြတယ်လို့ဖော်တိုင်းနီးယားမြန်မာရဲ့အက်ဒီတာအပေါ်မှာရေးသားလာပါတယ်။ဒါပြင်အန်နဝါဟာတပည့်ရင်မျိုးနဲ့တွဲမှာရှိတဲ့ ဂျေးဝါစာတင်အကြောင်းကိုဘုံကျဲတက်ခိုက်ပြီးနောက်မှာပင်ဒေတာထင်ရှားတဲ့ဒေါက်တာမှုတွေရှိလာပြီလို့ပင်ပြောဆိုခဲ့သူဖြစ်ပါတယ်မြမရေးကိုဖြစ်ရှင်းရန်တာဝန်ရှိနေသူမှအခုလိုစူခင်လန်းကိုဗန်မွေရာလာပြောဆိုနေခြင်းကပင်၎င်းရဲ့ဥဆောင်မှုပေါ်အမှန်တကယ်ဖြစ်ပျက်နေမှုများနဲ့ဇိုးရင်းပွဲရာခေါင်းလောက်အောင်ကင်းကွာနေခြင်းပင်ဖြစ်ပါတယ်ဒါပြင်ဆဲဆုရဲ့အပိုလို justice ကာကွယ်ပြောဆိုနေသူတွေလို့လက်ခံထားကြတဲ့ဒါစင်နဲ့ဟွန်ဆန်တို့အားလည်းအာဆီယံရေးရာလို့တဘောအကြံပေးတွေဖြင့်အုံပြုနေကြပြန်ပါတယ် 6လကျော်လာခဲ့ပြီဖြစ်ပေမဲ့လည်းအန်နဝါဖို့တော့ဆာရွက်ပေါ်မှာသာရှိခဲ့တဲ့အပြစ်ခက်ရစရေးမှလွဲပြီးတော့ဘာတခုမှမဲမဲရရထုတ်ပြနိုင်ခြင်းမရှိခဲ့ပါမယောင်းနိုင်တဲ့ပင်ကိုတိုင်ကိုကြစကားပြောပြီးဖြစ်ပါလျက်ဘာမှဖြစ်မလာပဲနဲ့၎င်းပြောသည်မခေါင်းငိတ်နေရတဲ့နောက်လိုက်နောက်ပများကိုကွာလာလန်ပူတို့ဖိတ်ခေါ်ပေမဲ့မြည်သူများအကြောင်းထူးပေအောင်မြင်အားလုံးမျှော်လင့်ထားတဲ့အန်နဝါဟာရလာတဲ့အခွင့်အရေးကိုလက်လော့ခံခဲ့ရသူအဖြစ်ဝေဖန်ခံနေရတာကြောင့်၎င်းလုတ်ပေနိုင်တာတခုကောက်လုတ်လာခြင်းလည်းဖြစ်ပါတယ် စိတ်ဖောက်ပြန်မှုဆိုတဲ့အဓိပ္ပာယ်ကအရာတခုတည်းကိုထပ်တလဲလဲလုံးနေရင်နဲ့ကွဲပြားတဲ့ရာလက်တွေထွက်ပေါ်လာမယ်လို့မျှော်လင့်နေခြင်းပဲလို့အယ်ဒီတာကရေးသားထားပါတယ်။အဲဒီလိုထပ်တလဲလဲမလုပ်ပဲလုံချင်းရလုံးနေကြတဲ့စစ်ဖို့ဂျုံစုပ်သူများကိုကမြို့တို့ခင်မွန်တိုက်ရပါမည်။အင်းနေချင်းနိုင်ငံများကကုံတော်ရေးစစ်ပွဲကြီးဖြစ်လာနေတာကြောင့်၎င်းတို့ရဲ့နိုင်ငံအရှိန်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်မြို့တို့လုံရမည်နည်းလို့စီမံနေချကရုန်းကန်နေကြရခြင်းမှာမြန်မာစစ်ဖို့ဂျုံတွေကတော့၎င်းတို့ဝင်ငွေရရရကြောင်း ဂုံစီများပိုးဆောင်တင်သွင်းနေမှုကိုတရားမဝင်ပစ္စည်းများဖြင့်ဖမ်းဆီးပြီးတော့လေလံတင်ရောင်းချဖို့ကြံနေကြတဲ့အတွေ့အခေါ်မျိုးသားရှိနေစေဖြစ်ပါတယ်။အာနာကိုဒါတနပ်ပြပြီးတော့လွယ်တကူတင်လိုက်ကြပေမဲ့တိုင်းပြည်စည်းပွားရေးဒုတ်တက်အောင်မြည်တို့လုံရမယ်ဆိုတာကိုခေါင်းနဲ့မရှိကြပါ။ရှိပြန်တော့လည်းမလုပ်တတ်တဲ့ပြင်ရခင်ရှိပီးသားများကိုပင်ဖြိုဖျက်ပစ်ခဲ့ကြတာမဟုတ်ပါလား။ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်လက်ဗိုလ်ချုပ်ပေါက်ဆဗိုလ်ချုပ်ဟောင်းများပါမကြံမင်းအောင်လိုင်အာနာတင်တာကိုမထောက်ခံသူဟု၍မရှိလာပါ။ တပတ်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အောက်မှာအနေစားချက်လာကြလို့လည်းဖြစ်နိုင်ပါတယ်။မင်းအောင်လှိုင်ကိုရိုင်းမင်း၎င်းရဲ့မိသားစုရဲ့စိုးရိမ်ကြောင်းချလာပြီးဩစာတရားမှုလည်းရှိတော့မှာမဟုတ်လို့လွယ်လေးလုံလိုက်ချင်တာဖြစ်ပါတယ်။အခုမင်းအောင်လှိုင်ကိုကွဲရမှပြစ်ဆုပ်နေကြတဲ့ကအာနာသိမ့်ခဲ့လို့မဟုတ်ပါဘူး။စစ်ကိုနိုင်အောင်တိုက်နိုင်တဲ့အရေးချင်းမရှိတာကြောင့်ပဲဖြစ်ပါတယ်။ရခိုးကတမမှုအဆင့်ပင်ထွက်ပြီးတော့တိုက်နေရတဲ့အထိအချင်းတွေဇိုးဝါလာနေပြီဖြစ်ပါတယ်။အဖန်ခံရသူခံရလက်နက်ချသူချသေသူကသေဖြစ်ကုန်ကြပါတယ်။ ၎င်းရဲ့ဖိုးကတော့ရခင်လက်ဆွဲအိတ်ကလေးများကိုဆွဲပြီးတော့လွတ်တော်ခမ်းပါတဲ့ထိုင်နေရတဲ့အဖြစ်ကိုလွမ်းဆုပ်နေရတော့မှာဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။